တဘောရာကွဲနေတဲ့နိုင်ငံတော်တရားရုံးချုပ်ကမလ9ရက်မှာသမ္မတဒေါ်နယ်ထရမ့်ကိုတရားဥပဒေအရရှုံးနိမ့်စေခဲ့ပြီးပြည်ပအကူအညီအမေရိကန်ဒေါ်လာ1ဘီလီယံခန့်ကိုထိန်းချုပ်ဖို့ထရမ့်ရဲ့ကြိုးမမှုကိုပင်ချလိုက်ပါတယ်။ထရမ့်အစိုးရအဖွဲ့ကိုဥပဒေကြောင်းအရစိန်ခေါ်ရမှာထင်သာမြင်သာရှိတဲ့ပထမဆုံးစီရင်ဆုံးဖြတ်မှုမှာ ိုင်ငံတော်တရားရုံးကပြည်စုံနေပြီဖြစ်တဲ့အကိုကြီးကန်ထရိုက်တွေအတိုင်းငွေပေးချေမှုတွေကိုပေးဖို့လိုအပ်တယ်ဆိုတော့အောက်တရားရုံးအမိန့်ကိုထောက်ခံမဲငါမဲကန့်ကွက်မဲလေးမဲနဲ့အတည်ပြုခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအတွက် American Agency USAID နဲ့ချုပ်ထားတဲ့ကန်ထရိုက်တွေအတွက်ငွေပေးချေမှုတွေကိုပြန်လည်လှုပ်ဆောင်မှုနဲ့ အစိုးရကဖြည့်ဆည်းပေးရမယ့်တာဝန်ခံမှုတွေကိုနိုင်ငံခြားရေးဝန်ကြီးဌာနကရှင်းရှင်းလင်းလင်းဖြစ်စေရမယ်လို့ဖက်ဒရယ်တရားသူကြီးတဦးကညွှန်ကြားခဲ့တယ်လို့တရားသူကြီးတွေကပြောပါတယ်။တရားစီရင်ပိုင်ခွင့်ရှိပုံမရတဲ့ခရိုင်တရားသူကြီးတဦးတွေကထဝရဆုံးရှုံးသွားဖို့ရှိတဲ့အခွန်အမ်းပြည်သူတွေရဲ့အမေရိကန်ဒေါ်လာ1ဘီလီယံကိုအပြတ်ပေးဖို့အမေရိကန်အစိုးရအဖွဲ့ကိုအတင်းကျပ်လုပ်စေဖို့အတားအဆီးမဲ့အာဏာရှိနေပါသလားလို့အယ်လီတိုကရေးသားခဲ့ပါတယ်။ အဲ့ဒီမိကွန်းအတွက်အဖြေဟာနိုးဆိုပြီးပြက်ပြက်သားသားဖျက်သိမ်းပါတယ်။ဒါပေမဲ့ဒီတရားရုံးရဲ့တရားသူကြီးအများစုကတခြားနိလန်းကိုစဉ်းစားနေတယ်ဆိုတာထင်ရှားပါတယ်။ကျွန်တော်အံ့အားသိမိပါတယ်လို့၎င်းကဖြည့်ဆွတ်ဖော်ပြခဲ့ပါတယ်။ထရမ့်ဟာကမ္ဘာအထံသာဆုံးပုတ်ကိုအီလွန်မတ်စ်ဦးဆောင်တဲ့အစိုးရအဖွဲ့စွမ်းဆောင်ရည်ဌာနကိုဖွဲ့စည်းခဲ့ပြီးအစိုးရအဖွဲ့ရဲ့တချို့သောအပိုင်းတွေကိုခြုံပြင့်တာဒါမှမဟုတ်ဖယ်ရှားတာတွေကိုလှုံ့ဆော်ခဲ့ပါတယ်။ပြပအကွန်ညီငွေတွေကိုရက်ပြဖို့တမရဒွန်နဲ့ထရမ့်ရဲ့ဂျိုးမတ်မှုဟာတမရလုံးပိုင်ခွင့်အာဏာကိုအစင်းအကျင်းမဲ့ရက်ဆက်တဲ့ မကြုံစမှုအလွဲသုံးစားမှုဖြစ်ပါတယ်လို့အမှုဆောင်ဒါရိုက်တာအန်တိုနီရိုမီယိုကထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။